ARI တိုင်းလေးမျက်နှာမြို့နယ်နဲ့တာပေါင်းမြို့နယ်တွေမှာစစ်ကောင်မရှင်နဲ့ AA ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေနေ့စဉ်ဤပါထွက်ပြေးနေတယ်လို့သိရှိရပါတယ်။လေးမျက်နှာမြို့နယ်ဆက်ဆက်ရွာနီးနဲ့ချင်းလက်ရွာနီးတို့မှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစစ်ကောင်မရှင်ကစစ်ကူအင်အားအများများပို့ဆောင်နေရတယ်လို့ဒေသခံတွေစီကသိရပါတယ်။တိုက်ပွဲတွေကနေစစ်သားတွေစုလိုက် ထွက်ပြေးနေတာပြီးခဲ့တဲ့တစ်ပတ်ကစစ်သား၄ယောက်လက်နက်တွေနဲ့ထွက်ပြေးလာကြတယ်။ သူတို့ကတောလန်းကပြေးတာလိုက်ရှံသူတွေကတလန်းမှုလွတ်သွားကြတယ်လို့လေးမျက်နှာဒေတာကန်တူက ERI Times ကိုပြောပါရယ်ပြီးခဲ့တဲ့နိုဝင်ဘာ9ရက်နေ့ကလေးမျက်နှာမြို့နယ်အတွင်းကိုစစ်ကောမရှင်က Wine Trail Jet Fighter တွေနဲ့အဆက်မပြတ်ဘုံကျဲချတိုက်ခိုက်ခဲ့ပါရယ်လေးချောင်းတိုက်ခိုက်မှုမတိုင်ခင်စစ်ကောမရှင်ကလေးမျက်နှာမြို့နယ်ဘက်ကိုအင်အားအပြည့်ပါတဲ့အမိုးအုပ်စစ်သုံးကားကြီး၁၀စီးကျော်ကိုဟင်းဒရာဘက်ကနေပို့ဆောင်ခဲ့တယ်လို့ဒေတာကန်တွေကဆိုပါရယ် အော်တိုဘာလ3ရက်နေ့ကနေနိုဝင်ဘာ9ရက်နေ့အတွင်းအယောရီတိုင်းတာပေါင်းမြို့နယ်တာပေါင်းလေးကျေးရွာနီးနဲ့လေးမျက်နှာမြို့နယ်ဆက်ဆက်ယိုချင်းလယ်ရွာနီးပဝင်းကျင်တွေမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းစစ်ကောင်မရှင်တပ်ကထွက်ပြေးလာပြီးအာရခတပ်တော် AAC မှာဖမ်းဆီးခံရတဲ့သူ20ကျော်နဲ့လက်နက်ချအလင်းဝင်ရောက်လာသူ20ကျော်အထိရှိခဲ့တယ်လို့ AA ကနိုဝင်ဘာ17ရက်နေ့မှာထုတ်ပြန်ထားပါတယ်။စစ်ကောင်မရှင်ရဲ့တပ်ဖွဲ့တွေမှာခမရ၄ခမရ၅ခမရ၆ခမရ၁၀ ခလာရ39ခလာရ83ညအစရှိတဲ့တမ66လောက်ခံတရင်တွေနဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်ပသိမ်လောက်ခံတရင်တွေ ဖြစ်ကြတဲ့ခလာရ63ခလာရ21အစရှိတဲ့တရင်တွေကထွက်ပြေးလာကြသူတွေနဲ့လက်နက်ချလင်းဝင်ရောက်လာကြသူတွေဖြစ်တယ်လို့လည်းသိရပါဗျ။အဆိုပါလင်းဝင်ရောက်လာသူတွေနဲ့ဖမ်းဆီးရမိတဲ့စစ်ကောင်မရှင်တပ်ဖွဲ့တွေအလုံးနီးပါးဟာ2025ခုနှစ်အတွင်းစစ်ကောင်မရှင်တပ်ရဲ့အတင်းအဓမ္မစစ်မှုရန်ပေါ်တာဆွဲတာခံရတဲ့ စေတနန်းစင်းတွေဖြစ်ကြပြီးအချို့မှာဆက်ရှင်နဲ့မပြည့်သေးသူတွေအထက်တန်းပညာရေးတက်နေကြတဲ့ကျောင်းသားတွေဖြစ်တယ်လို့လည်းအေအေကဆိုထားပါတယ်